2025ခုနှစ်မေလ21ရက်နေ့ယနေ့မြန်မာစံတော်ချိန်မွန်းလွဲတနာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းလွန်တွင်ဖြစ်ပေါ်နေသောလေပြင်းအားနှင့်ရဝန် low pressure area တီမြောက်အနောက်မြောက်ဘက်သို့အနည်းငယ်ရွေ့ရှားခဲ့ရာ မင်္ဂလာပင်လေဩအနောက်အလယ်ပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိခဲ့ပြီးအာကောင်သောလေဖိအားနှင့်ရဝန်း Well marked low pressure area အဖြစ်သို့ပုံမူအာကောင်ခဲ့ပါသည် အဆိုပါအာကောင်သောလေဖိအားနှင့်ရဝန်းသည်လာမည့်48နာရီတွင်မြောက်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်သော မင်္ဂလာပင်လေဩအနောက်အလယ်ပိုင်းရင်းနှင့်ဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။အဆိုပါအားကောင်းသော လေဖိအားနှင့်ရေဝန်း၏အရှိန်ကြောင့်ဖြစ်ပေါ်လာသော အားကောင်းသော အပူပြန်တက်တိမ်တိုက်များကြောင့်လကောင်းအရှိလေဝေလိုင်းများကြောင့်လကောင်းမုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်လကောင်းယနေ့မှစ၍မေလ29ရက်နေ့အတွင်း တပြီလုံးတွင်နေရစိတ်စိတ်မှ နေရအနှံ့ပြမိုးထစ်ချုံရွာသွန်းက နေရကွက်၍မိုးကြီးခြင်းဒေတာအလိုက်မိုးကြီးခြင်းခရစည်းလက်ခြင်းမိုးချင်းခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်